တခါတုန်းကအလုံးအေးချမ်းပြီးတောင်ကြီးမှာရှိတဲ့ရွာကလေးတရွာမှာသူတော်စင်ဆရာကြီးတစ်ပါးနေထိုင်ခဲ့ပါလေ။သူဟာဉာဏ်ပညာကြီးမားပြီးကြော်ကြားတာကြောင့်တခြားဒေသမှာရှိတဲ့လူတွေဟာသူ့ရဲ့လမ်းညွှန်မှုကို တောင်းခံဖို့လာရောက်ကြလေရှိပါလေ။သူတော်စင်ကြီးရဲ့ကိစ္စတွေကိုဆောင်ရွက်ပေးနေတဲ့လာယောင်လို့ခေါ်တဲ့လူငယ်လေးတယောက်လည်းရှိပါလေ။လာယောင်ဟာဆရာကြီးအနားမှာနေထိုင်ရင်း ဘဝနဲ့ပတ်သက်တဲ့အသိပညာတွေကိုသင်ယူလေ့ရှိပါတယ်။သူဟာအဲ့လို လေ့လာသင်ယူနေရတာကိုလည်းဆရာထက်တန်ပြီးပျော်ရွှင်နေတတ်ပါတယ်။ညနေခင်းတိုင်းမှာလာရောင်ဟာဆရာကြီးနဲ့အတူ တောင်ကျင်းမှာရှိတဲ့ရေကန်စီကိုသွားလေ့ရှိပြီးအဲ့ဒီမှာသူတို့ဟာတဘာဝရဲ့တိတ်ဆိတ်မှုတွေကိုခံစားရင်းနဲ့ရေပြင်ပေါ်ကလှိုင်းကလေးတွေလှုပ်ခတ်နေတာကိုငိတ်ကြည့်နေတတ်ပါတယ်။ တနေ့ညနေခင်းရေကန်နားမှာထိုင်နေတဲ့အချိန်မှာဆရာကြီးကလာရောက်ဘက်ကိုလှည့်လိုက်ပြီးဒီနေ့မင်းအတွက်အသိပညာတွေတိုးပွားစေမယ့်အကြောင်းအရာတစ်ခုကို ပြောပြเสียရှိတယ်လို့ဆိုလိုက်ပါတယ်။အဲဒီစကားကိုကြားတဲ့အခါလာရောက်ကစိတ်ဝင်စားသွားပြီးဂယုတဆိုင်နားထောင်လိုက်ပါတယ်။ဆရာကြီးကဆက်လက်ပြီးတော့လုံခဲ့တဲ့နှစ်ပေါင်းများစွာကမင်းလိုပဲမဲခွန်းတွေအပြင်နဲ့ရေရာကို နားလဲလုံစိပြပြနေတဲ့လူငယ်တယောက်ရှိခဲ့ဘူးတယ်။သူဟာတခြားသူတွေရဲ့လုံရက်တွေစကလုံးတွေကြောင့်စိတ်နှောက်ရှက်ဖြစ်နေရတယ်။တခြားသူတွေရဲ့ကြမ်းတမ်းတဲ့စကလုံးတွေနဲ့သူ့ပေါ်မတရားမှုတွေကြောင့်မကျေနပ်ချက်တွေမုန်းတင်မှုတွေဖြစ်နေခဲ့တယ်။ဘာကြောင့်တခြားသူတွေက သူ့ပေါ်ဒီလိုတွေပြုမှုနေကြလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေပါလေ။ဒါတွေကိုဖြေရှားဖို့အတွက် ရေကန်ကြီးတကန်ရဲ့အလဲမှာရှိတဲ့ကျောင်းကလေးတစ်ခုမှာနေထိုင်နေတဲ့ပညာရှိအဖို့အတူစီမှာအကြံဉာဏ်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မျောလင်းချက်တွေနဲ့လူငယ်လေးဟာလေတစင်းနဲ့ကျုံစီကိုထွက်ခွာလာခဲ့ပါတယ်။ကျုံအနာကိုသူရောက်တဲ့အခါအဖို့အတူဟာကမ်းလမ်းမှညင်သက်နေတဲ့ရေပြင်ကိုငေးကြည့်ရင်ထိုင်နေတာကို တွေ့လိုက်ရပါတယ်။လူငယ်လေးဟာအဖို့အစီမှာရိုသေစွာဥညွတ်ပြီး သူ့ရဲ့ဒုက္ခတွေကို ပြောပြလိုက်ပါတယ်။သူပြောတဲ့စကားတွေကိုအဖိုးကတင်းငိမ့်စာနဲ့စိတ်ချလက်ချေနားထောင်နေခဲ့ပါတယ်။လူငယ်လေးရဲ့စကားတွေကို ကြားပြီးတဲ့နောက်မှာအဖိုးကမင်းရဲ့စိတ်ကိုပြင်ဆင်ဖို့နိလန့်တော်ရှိပါတယ်။အခုတော့လှေစီးဖို့ခဏထွက်ရအောင်လို့ပြောလိုက်ပါတယ်။အဖိုးကလှေပေါ်တက်လိုက်ပြီးတဲ့နောက်လူငယ်လေးက တစ်သားလင်ငယ်လေးကိုဖြင်းချင်းစွာလော်ခဲ့ရင်းရေကန်အလဲကိုစတင်ထွက်ခွာခဲ့ကြပါတယ်။သူတို့ဟာဘာစကားမှမပြောဘဲတိတ်ဆိတ်နေကြပြီးလှေလော်တဲ့အခါမှာထွက်ပေါ်လာတဲ့ရေတံကိုသာကြားနေရပါတယ်။ရေကန်အလဲကို ရောက်တဲ့အခါဖိုးဟိုကလူငယ်ကိုလော်ခတ်နေတာရခိုင်လိုက်ပြီး ရေစီးအတိုင်းလှေကို မျောပါစေပါတယ်။အဲ့ဒီနောက်ဖိုးဟိုကလူငယ်လေးကိုကြည့်လိုက်ပြီး ငါတို့တွေဟာနေ့စဉ်နဲ့အမျှဒီလီကို မောင်းတက်လှော်တက်လို့ပဲစိတ်ဆူတဲ့လှော်တက်ကိုအသုံးပြုပြီးလောက်ကန်လှူရှားနေရတယ်။ဒါပေမဲ့မင်းသားလှော်တက်မရှိတဲ့အခါကျရင်ဘယ်လိုလုပ်မလဲဆိုပြီးညှင်သာစွာမေးလိုက်ပါတယ်။လူငယ်လေးကအဖိုးမေးတာကိုစဉ်းစားလိုက်ပြီးဘာဖြစ်ရမှန်းမသိဖြစ်သွားပါတယ်။အဲ့ဒီအခါအဖိုးကလူငယ်လေးလက်ထက်ကလှော်တက်ကိုယူပြီးရေထဲပစ်ချလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့လင်ငယ်လေးဟာညင်သားတဲ့ရေစီးချောင်းတွေရဲ့တည်ဆောင်ခြင်းနဲ့အတူရွယ်ချက်မရှိဘဲမျောလွင့်နေပါတော့တယ်။အဖို့ကဆက်ပြီးတော့တခြားသူတွေရဲ့အပြစ်တင်မှုတွေစော်ကားမှုတွေနဲ့မတရားမှုတွေကိုကြုံတွေ့ရတဲ့အခါတိုင်းမင်းဟာရေစီးချောင်းကိုဆက်ညင်ပြီးဒီလေကိုလွှော်နေတယ်လို့မြင်အောင်ကြည့်လိုက်ပါ။မင်းမထင်ကြုံနိုင်တဲ့အရာတစ်ခုကိုတိုက်ခိုက်ဖို့မင်းရဲ့စွမ်းရည်အားလုံးကို အသုံးပြုလိုက်ရတာပဲ။ဒါပေမဲ့ မင်းသားလိုင်ယောညီစွာလိုက်ပြီးအကြအားလုံးကိုသူတို့ရှိတဲ့အတန်းလက်ခံလိုက်ရင်ရေစီးကြောင်ကမင်းရောက်တဲ့နေရာကိုလမ်းညွန်ပေးပါလိမ့်မယ်အဖိုးအဲ့ဒီလိုပြောနေတဲ့အချိန်မှာပဲသူတို့စီကိုချင်းကပ်လာတဲ့နောက်ထပ်လေတစ်စင်းကို တွေ့လိုက်ရပါတယ်အဲ့ဒီလေကဘယ်သူမှမပါပဲသူတို့စီကို မျောပါလာနေပါတယ်လူငယ်လေးကရှောင်းတဲ့ဘုတ်ပြင်လိုက်တဲ့အခါအဖိုးကသူ့ကို တားလိုက်ပြီးဆက်ကြည့်နေဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့ အဲ့ဒီဘသူမှမရှိတဲ့လေလောက်ကသူတို့လေကိုတိုက်မိပြီးရိုင်းထိုးသွားပါတယ်။အကယ်၍အဲ့ဒီလေမှာသာလူတူပါလာခဲ့ရင်လူငယ်လေးကဒေါသထွက်ပြီးတခုခုတုံ့ပြန်မိမှာပါပဲ။ဘသူမှမပါတဲ့အတွက်သူလည်းဘာမှမပြောပဲငြိမ်ပြီးကြည်နေပါတယ်။အဖိုးကညင်သာသာပြောလိုက်ပြီးလူငယ်လေးကိုဘဝမှာဂုဏကလိုမျိုးတခြားသူတွေရဲ့အနှောက်အယှက်တွေအတားအဆီးတွေနဲ့ကြုံလာရတဲ့အခါဒါတွေကို ဒီလီလွတ်လို့ပဲမြင်အောင်ကြည့်လိုက်ပါသူတို့ရဲ့အပြစ်တင်မှုတွေဝေဖန်မှုတွေကိုဒေါသထွက်ပြီးတုံ့ပြန်နေကြမလို့ပါဘူးအဲ့ဒါတွေကိုလက်လက်ရှုထားလိုက်ပြီးမင်းရဲ့လုပ်ငန်းကိစ္စတွေပေါ်မှာသာအာရုံစိုက်ပြီးလုပ်မယ်ဆိုရင်မင်းရဲ့စိတ်ကလည်းငြိမ်းချမ်းပြီးအလုပ်တွေလည်းပြီးမြောက်မှာပဲလို့ပြောလိုက်ပါတယ်လူငယ်လေးဟာအဖိုးကိုပြပြတာကိုတေချာနားထောင်ပြီးတဲ့နောက်နားလည်သွားခဲ့ပါတယ်သူရဲ့ဒုက္ခအများစုဟာ ဒေါသနဲ့မကျင်တဲ့ချက်တွေကိုဖတ်တွယ်ထားခြင်းရရဖြစ်ပြီးမိမိကိုယ်တိုင်ဖန်တီးနေမိတယ်ဆိုတာသူသဘောပေါက်လိုက်ပါတယ်။အဲ့ဒီနေ့ကစာပြီးသူဟာတခြားလူတွေရဲ့ပြောစကားတွေကိုနားထောင်မနေတော့ပါဘူး။ပဝန်းညင်စကားတွေကလှေလွတ်လိုမျိုးပဲသူ့ဘာသာသူ ပြန်လှည့်ထွက်သွားမယ်ဆိုတာကိုသိရှိသွားလို့ပဲဖြစ်ပါတယ်။ဆရာကြီးဟာသူ့ရဲ့ပုံမြင်ကိုအဆုံးသတ်လိုက်ပြီးသူ့တစ်ဘက်ကိုကြည့်လိုက်ပါတယ်။မှတ်ထားတဲ့ပဲ။ ဘဝမှာလှေအလွတ်တွေနဲ့ပြည့်နေတယ်။မင်းလွတ်ချနိုင်လေမင်းရဲ့စိတ်အတွင်းမှာငြိမ်းချမ်းမှုကိုပို့တွေ့လေပဲ။လာယောင်ကဆရာကြီးကိုခေါင်းငိမ်ပြလိုက်ပြီးသူ့ရဲ့စိတ်ထဲမှာလည်းတန်ဖိုးရှိတဲ့သိပညာတစ်ခုထပ်မံရရှိလိုက်တဲ့ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။နေမင်းကြီးကမုတ်ကုတ်စဝိုင်းအောက်ကိုကြာဆင်းသွားပြီးကံရင်ပြင်ပေါ်ကိုနှွေးထွေးတဲ့အလင်းရောင်ပေးနေချိန်မှာလာယောင်နဲ့ဆရာကြီးတို့ဟာ တိတ်ဆိတ်စွာထိုင်နေရင်အဲ့ဒီအချိန်ရဲ့တာယာလှပမှုကိုခံစားနေကြပါတယ်။တို့ရဲ့နှလုံးသားတွေထဲမှာတော့တိတ်ဆိတ်ညံ့ညံ့မှုတွေဖြစ်နေပါတော့တယ်။ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့တွေအကျိုးချီးစေမဲ့ဗီဒီယိုလေးတွေကိုအများရန်တိဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်ထားပြီးဖို့အကြံပြုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။